ကျမဆွမ်းလန်းကြပါသေးရှင်။ကိုလင်းအော်တိုမိုဘိုင်းဆေးစင်တာပေ့ချ်ကနေပြီးတော့မင်းထွေးစွာနဲ့ပြန်လည်ကြိုဆိုပြရစီရှင်။ဒီတစ်ပတ်မှာတော့ဖြူကခင်မီစမတ်ကြပြီးတော့နေရာဒေသမရွေးဘတ်ဆောင်အသုံးပြုလို့ရတဲ့တာရွင်ရွက်ဟူဖြူတို့မြန်မာအခေါ်ဒယန် brand new ev ကားကိုမိတ်ဆက်ပြသပေးသွားမှာဖြစ်ပါရဲ့ရှင်။ ဒယန် EV ကားဟာဆိုရင် driving range အနေနဲ့330 km အထိမောင်းနှင်လို့ရပြီးတော့သူတို့ရဲ့ကိုလင်းရှိုးရောမှာဆိုရင်ရွေးချယ်စရာအယောင်အနေနဲ့အဖြူရောင်ရဲ့အစင်းရောင်ရဲ့ဆိုပြီးတော့လည်းရွေးချယ်စရာရှိမှာပဲဖြစ်ပါတယ်ကားရဲ့ရှေ့ရုပ်ထွက်ဒီဇိုင်းဟာဆိုရင်အမိုက်စားပုံစံနဲ့မြင်တွေ့ရမှာဖြစ်ပြီးတော့အရှိတ်ဘက်မှာပဲ AC ရော DC ရောအသွင်းလို့ရတဲ့အပေါက်လေးကိုလည်းမြင်တွေ့ရမှာပဲဖြစ်ပါရဲ့ရှင်။ LED headlight မီးသီးနဲ့ fog light မီးသီးတွေကိုအနက်ရောင် fiber လေးတွေပွတ်ထားတဲ့အတွက်ကြောင့် ဒီကားရဲ့ရုပ်ထွက်ကပို့ပြီးတော့ခင်မီစမတ်ကြသွားစေရလို့လည်းမြင်မိပါရဲ့ရှင်။ဒရန် EV ကားရဲ့ ground clearance က210 mm ရှိတဲ့အခါကျတော့သူ့ကားအနေထားနဲ့ဆိုရင်မြင်းနယ်ထဲမှာပါတဲ့အတွက်ကြောင့်မြို့ရင်းမှာမကနယ်ဝေးတွေပါခီးထွက်မယ်ဆိုရင်လည်းတော်တော်လေးအဆင်ပြေစေမယ့်ကားတစ်စီးပဲဖြစ်ပါရဲ့ရှင်။ အနောက်ဘက်မှာဆိုရင်လေ LED မီးတန်းအပြစ်ပါတယ်ခြေလိုက်မီးသီးဒီဇိုင်းဟာဆန်းသစ်ပြီးတော့ကားရဲ့အချိုးကိုရကတော်တော်လေးမြင့်မိုက်နေတာကိုလည်းမြင်တွေ့ရမှာပဲဖြစ်ပါတယ်ရှင်ကားရဲ့နောက်ဖက်ကာဂိုစပေးယာဆိုရင်သူ့ကားအနေထားနဲ့တင်းတင်းနဲ့အကျယ်ဝန်းကိုမြင်တွေ့ရပြီးတော့နေ့စဉ်အသုံးပြုဖို့အတွက်ကောပေါပေါပပခီးသွားတင်တဲ့သူတွေအတွက်ကောအဆင်ပြေစေပြီးတက်တောင့်တက်တာစီးနှင်းလို့ရတဲ့အတွက်ကြောင့်ရွေးချယ်တဲ့ EV ကားတစ်စီးပဲဖြစ်ပါတယ်ရှင်။ တရန် EV ကားရဲ့အပြင်းမှန်းတွင်တွင်လေးကိုအတူတူကြည့်ပြီးတဲ့အခါကျတော့အတွင်းကန်းလေးကိုလည်းအတူလိုက်ကြည့်ပေးကြပါဦးနော်။ ဒီခုပြသပေးသွားတဲ့ဒရန် brand new EV ကားကိုစိုက်ရတက်လို့ဝယ်ယူခြင်းနဲ့ဆိုရင်တော့လက်ငင်းလေးဝယ်ယူလို့ရတယ်လို့အရစ်ကျအနေနဲ့လည်းဝယ်ယူလို့ရပါတယ်ရှင်။အရစ်ကျအနေနဲ့30%တောင်းပေးမယ့်ကလို့စပြီးတော့တစ်နှစ်ကနေ9နှစ်ထိလည်းဝယ်ယူလို့ရပါတယ်။အမြင်လာရောက်ကြည့်ရှုတင်သူ customer များအနေနဲ့ပြည်လန်းလိုဝတယ် hotel မြို့မှာ showroom number 1တောင်းအောင်လာရနာလမ်းမပေါ်မလိခအင်ယာရှိမှာ showroom number 2အမှတ်224ဦးဝိစာရလမ်းနဲ့တမစီကြီးလမ်းတောက် SPC တာဝါအနောက်ဘက်မှာဆိုရင် showroom number 3ဆိုပြီးတော့ဖွင့်လှစ်ထားတာဖြစ်တဲ့အတွက်ကြောင့်လူကြီးမျိုးတို့နှီးစက်ရာ showroom မှာလည်းလာရောက်ကြည့်ရှုဝယ်ယူအားပေးဖို့အတွက်ကိုဖိတ်ခေါ်ပြသည်ရှင်။ဒီဗီဒီယိုလေးကိုကြိုက်နှစ်သက်လို့ရှိရင် like and share လေးနဲ့ဝင်ရံပေးကြပါဦးနော်။အပတ်စဉ်စနေညနေ6:00နာရီတိုင်းကား review video လေးတင်ဆက်ပေးနေတာဖြစ်တဲ့အတွက်ကြောင့်စောင့်မျှော် RPG ရှိဖို့လုံးဝမမေ့ပါနဲ့နော်။ကဲနှုတ်ဆက်မယ့်ချိန်ကိုရောက်လာခဲ့ပြီနော်။ နောက်ထပ်နောက်ထပ်ကားအစ်စ်တွေနဲ့နောက်စီစဉ်တွေမှာချူနဲ့တူပြန်လည်ဆုံတွေ့ကြမယ်နော်ဘိုင်ဘိုင်